တော့ကျွန်တော်တို့ကတော့မထူးကြပါဘူးနျူကလ িয়ার စနစ်ကိုနိုင်ငံအသစ်မှာလည်းကျွန်တော်စဉ်းစားချက်ထဲမှာပါပါတယ်ပါတဲ့ခါကျတော့သူတို့လို့တော့လေကောင်းကျိုးဆိုပြီးတမူနာတွေတော့ကျွန်တော်တွေ့ရမှာပေါ့နော်စေုံတေုံကိုစောက်ဖို့အတွက် infrastructure အမျိုးမျိုးပေါ့နော်ဥပဒေပိုင်းဆိုင်ရာအရောင်းအားလုံးပေါင်းကဆင့်18ဆင့်တော့လိုပါတယ်ဒါ IEE ရဲ့နေသတ်မှတ်ထားတဲ့ဟာပေါ့နော်အဲဒီပြင်ဆင်မှုစစ်စစ်တွေကိုသူတို့တော့လိုက်မှာတော့မဟုတ်ဘူးလုပ်ရင်လည်းဟန်ပြပဲအဖြစ်ပဲလုပ်သွားတာရေတော့ဖြစ်နိုင်တယ် ဟိုလွန်ခဲ့တဲ့ဒီနှစ်အတွင်းမှာရုရှားနဲ့စီးပွားရေးလုပ်ဖို့မြန်မာလုပ်ငန်းရှင်တွေလည်းစဉ်းစားကြံခဲ့ကြရတယ်ရှိတယ်။ဒါပေမဲ့သူတို့ဘယ်သူမှမလုပ်ကြဘူးပေါ့နော်။အော် risk state ကြီးတယ်၊ဆုံးရှုံးမှုကလည်းများနေတယ်။နောက်အစိုးရတွေလက်ထောက်သွားရင်လက်ခံမှာမဟုတ်ဘူးဆိုတော့လည်းသူတို့တည်သေးတည်ထားတယ်။အဲ့တော့ဒီချိန်မှာဖြစ်နိုင်ကြရတော့ဒီနားမှာရှိနေတဲ့တရုတ်တို့ဂျပန်တို့ထိုင်းတို့ပေါ့နော်။ဂျပန်နဲ့ထိုင်းကတော့အမေရိကန်လူတွေပေါ့နော်။သူတို့တွေကိုနည်းနည်းလေးဟိုချိန်တုံလို့အောင်ချိန်ချောက်ခြင်းတဲ့သဘောနဲ့ စောင့်မယ်ဆိုပြီးတော့ပေါ်ရှိုးလုပ်နေရလဲဖြစ်ဖို့တော့များပါတယ်ကျွန်တော်တို့ကတော့တကယ်လှုပ်လာနိုင်မယ်လို့တော့သိတော့မယုံကြည်ဘူးဒါပေမဲ့လည်းခုနပြောတဲ့အတိုင်းပေါ့နော်နိုင်ငံရေးစီရေးသဘောရစွတ်လုပ်မယ်ဆိုရင်တော့လောက်ကောင်းလုပ်နိုင်တယ်လို့လည်းမြင်ပါတယ်